အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအောင်လည်းမင်္ဂလာပါ Real Madrid အသင်းကဟိုတနေ့က El Clasico နိုင်ပွဲကြောင့် Javi Alonso ကသူ့ကစားသမားတွေကို၂ရက်တိတိ off ပေးလိုက်တယ်ဒါပေမဲ့အဲ့ပွဲအတွင်းမှာတိတ်တဘောမချစရာတစ်ချက်ဖြစ်ခဲ့တယ် Madrid လည်းအဲ့ဒါကိုတိတ်မကြိုက်ဘူးအဲ့ဒါကတော့ Vinicius Junior ကို Rodrigo နဲ့လူစားနေတဲ့ဖြစ်ရမှာ မီးပြအလွန်ဆိုရဲ့ဆုံးဖြတ်ချက်ကိုဗီနီရှက်ကလုံးဝလက်မခံတဲ့သဘောပဲဆိုတော့ပေါ်ပြထားတဲ့ report တစ်ခုဆိုဘာပြောလဲဆိုရင်ဘာကြောင့်ကျွန်တော်အမြဲတမ်းလဲနေရတာလဲကျွန်တော်ကို why always be ဆိုပြီးဖြစ်နေတယ်လူလဲတိုင်းကျွန်တော်ကြီးပဲဖြစ်နေတယ်လူလဲတိုင်းကျွန်တော်ကြီးပဲဖြစ်နေတယ်လူလဲတိုင်းကျွန်တော်ကြီးပဲဖြစ်နေပြီးတော့ဘာကြောင့်ကျွန်တော်ကိုကြီးလူစားလဲချင်ရလဲဆိုတဲ့ question ကိုသူပြန်မေးထားတယ်တကယ်လို့အဲ့လိုပြောပုံစံမျိုးဖြစ်နေမယ်ဆိုရင် တကယ်လို့ကျွန်တော်မရှိမှပဲအသင်းကစားကပူကောင်းမယ်လို့ထင်ရင်အသင်းကထွက်ခွာသွားနိုင်တယ်ပါတယ်နဲ့ကိုလာဟာလာတရင်တောင်တက်နေတယ်ဆိုတော့ finisher junior ကနည်းနည်းတော့ပေါက်တာပေါ့လေသူ့ကိုကြီးလူစားလဲလို့လူလားလဲဆိုပြီးအဲ့မှာဒီမှာဘာပြောလဲဆိုတော့ finisher ကအခုဒီ marker ရဲ့ဖော်ပြချက်အရ finisher junior ကသူ့ကို လူစားလဲတဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲတော်တော်လေးပေါက်ကွဲပြီးတော့ဒါဒီ Javi Alonso တောင်မနှုတ်ဆက်ပဲနဲ့မီဒီယာရှေ့မှာတော်တော်ကြီး attention ဖြစ်တယ်ဆိုတဲ့သဘောဗျာအဲ့နေရာမှာ ရီယယ်မက်ဒရစ်ရဲ့ point of view နဲ့ကြည့်တဲ့အခါမှာဒါ dressing room တွေကတော်တော်လေးဖူးဝါဖြစ်တဲ့ disrespect ဖြစ်တဲ့ reaction ဖြစ်တယ်လို့သူတို့ဘက်ကယူဆထားတယ်။ finisher ကဒါဘောလုံးပွဲတွေမှာခြေစွမ်းကောင်းတာနိုင်တာထက်အသေးမှလိုအပ်တဲ့အခြေအနေနဲ့အနေထားကိုကြည့်ပြီးတော့အလွန်ဆူဟာလူစားလဲခဲ့တာဖြစ်ပေမဲ့သူ့ရဲ့ attitude နဲ့သူ့ရဲ့ပြုမှုပုံသူ့ရဲ့ဒါ response ဟာတော်တော်လေးဖူးဝါဖြစ်တယ်။ club တင်းတင်းလုံးရော dressing room တစ်ခုလုံးရောနီးပြတစ်ခုလုံးကိုပါလုံးဝကို respect မရှိတဲ့ disrespect ဖြစ်တဲ့ action ကိုလုတ်ပြခဲ့တယ်လို့ marker ကဖော်ပြထားတယ်။ဒီနေရာမှာ real madrid အသင်းဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်လို့ vinicius ကိုနည်းနည်းလီတော့စိတ်ပြတ်နေတယ်။တော့သူ့ရဲ့ contract က2020ခုမှာကုန်မယ်။ဆိုတော့အခု vinicius မှာကဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့ mbappe တောင်းတဲ့ luka lasa mbappe ရတဲ့ lasa မျိုးသူလိုချင်တယ်။ ရမတွေ့ကသူ့ကိုမက်ဆီမမ်18တန်းထက်ပိုမပေးချင်ဘူး18တန်း18တန်းအမ်ဘာပေကအနည်းဆုံးယူရို28တန်းလောက်ရတယ်ဆိုတော့အဲ့တစ်ချက်လဲပါတယ်ရမတွေ့ကသူ့ကိုတက်တန်းတူဖို့တက်ကအဲ့လောက်တော့ပေးဖို့စီစဉ်မရှိဘူး bonus အပါဝင်19 20 21လောက်ထိပဲပိုများနိုင်တယ်ဆိုတော့ဒီချက်မှလည်းသူကစာချုပ်တိကိစ္စကိုတော်တော်လေးဒါအတန်းရှင်းဖြစ်နေတဲ့အချိန်မှာနီးပြားကအခုနောက်ပိုင်းမှာ finisher ကို outline လဲလိုက် outline လဲလိုက်ဆိုတဲ့ချက် ပြောချင်တာအပြား ဒီဂျာဗီလွန်ဆိုအသင်းမှာအာတာကူလာတို့အမ်ဘပေတို့ကလုံးဝထိလို့မရတဲ့ဇာမာလိုဖြစ်နေတယ်ဖီနီရှာကအဲ့ဒါသူ့ရဲ့ဝူးကျသွားတာအခုအအာတာဂလာကိုတော့အဲ့လောက်မဟုတ်ဘူးအမ်ဘပေနဲ့ရှင်တဲ့ခါမှာ तू က second choice လို့ပုံစံဖြစ်သွားတယ်ခက်ကန်ခတ်တာလည်းအမ်ဘပေကလည်းပွဲတိုင်းဒီပါခြေစွမ်းပြတော့တော်တော်လေးခက်တယ်ခုဒါမန်တိုဒီပိုဒီပို report မှာဆိုရင် Real Madrid ဘက်ကဖော်ပြတဲ့ report မှာ တကယ်လို့များ finisher junior ကသူ့ရဲ့ behavior သူ့ရဲ့လက်ရှိ behavior နဲ့ပြုမှုပုံတွေကိုမပြင်ဆင်ဘူးတိုးတက်မှုမရှိဘူးဒီလိုပုံစံဇက်တိုက်လုပ်နေမှဆိုရင်တော့ matrix အသင်းကတတ်တမ်းမတိုးတော့ဘဲသူ့ကို2029မတိုင်ခင်မှာတင်ရောင်းချဖို့ဆုံးဖြတ်သွားမှာဖြစ်တယ် ဆိုလက်ရှိမှာသူ့ရဲ့ behavior နဲ့သူ့ရဲ့အသင်းပေါ်အသင်းသားတွေပေါ်နီးပြရဲ့ decision ကို respect မရှိတဲ့ပုံစံ attitude ကိုလုံးဝမကြိုက်ဘူးတခါကွင်းတွင်းမှာမကြာခဏဖြစ်ပွားလေးရှိတဲ့ပြိုင်ဘက်ကစားမားတွေကွင်းလေတလူကြီးတွေပြိုင်ဘက်ပိဋ္တတ်တွေနဲ့ဖြစ်တဲ့ကိစ္စတွေအားလုံးကိုလည်းမတွေ့ကသူ့ကိုပြီးခဲ့နှစ်ထဲသတိပေးထားတယ်မင်းရဲ့ attitude ကိုပြင်ဖို့လိုအပ်တယ်အသင်း teamwork game ဖြစ်တဲ့အတွက်ကြောင့်တူကောင်းတယောက်ကောင်းဆိုတာထက်နီးပြရဲ့ decision ဟာအရေးပါတဲ့ decision ဖြစ်တယ် ပြဿနာဒီအားလုံးတက်လို့ရလက်ရှုပ်ရင်နီးပြားကအဓိကဖြစ်တဲ့အတွက်ကြောင့်အလွန်ဆိုဘက်မှာအပြေဝထောက်ခံတယ်ဆိုရေမက်ဒရစ်အသင်းဟာဗီနီရှက်ဂျူနီယာအလိုမျိုး behavior အပြေဝတိုးတက်မှုမရှိခဲ့ဘူးထပ်ပြီးတော့ဇက်တိုက်ဖြစ်နေမယ်ဆက်ပြီးတော့လောကလာစာကိုလည်းအစမတန်ထပ်တောင်းနေမယ်ဆိုရင်တော့သူတို့ဘက်ကရွေးချယ်စရာတလမ်းမဲ့ရှိတယ်2026လိုရာသီမှာဗီနီရှက်ဂျူနီယာကိုရောင်းထုတ်သွားမှာဖြစ်ပြီးတော့ဗီနီရှက်ဂျူနီယာရဲ့အပြုအမူတွေအားလုံးကိုရေမက်ဒရစ်ကလက်ခံဖို့မရှိတော့ကြောင်းကြေညာထားတယ်ဆိုတော့ အက်ကလစီကိုမှဖြစ်တဲ့ဖြစ်ရတဲ့ပတ်သက်လို့ရမတွေ့ကဗီနီရှက်ကိုတော်တော်လေးကိုဒါပေါက်ကွေးလေးရှိတယ်သူတို့ဘက်ကဒီအခြေအနေကိုစောင့်ကြည့်နေပြီးတော့ဗီနီရှက်ရဲ့အနေအထားကိုကြည့်နေတယ်ဒါကတပိုင်းပေါ်လေးတော့အခုလောလောဆယ်မှာရမတွေ့အသေးရအတင်းကောင်းဆောင်နောက်ခံလူဒန်နီကာဘာကအက်ကလစီကိုပွဲမှာပါဝင်ကစားခဲ့တဲ့မိနစ်အနည်းငယ်အတွင်းမှာဒူးတန်ရထက်ရသွားတယ်အဲ့တန်ရကြောင့်သူ၃လထက်နာမှဖြစ်တဲ့ကြောင့်ဒန်နီကာဗာဟာကတော့အခုနောက်ထပ်တန်ရာပြသနာနဲ့3လတတိနာမှာဖြစ်ကြောင်းမက်ဒရစ်ကအတည်ပြုထားပါတယ်အားလုံးကြည့်ကြပါမယ်